မြန်မာနဲ့တရုတ်နှစ်နိုင်ငံကြားကုန်သွယ်မှုတန်ဖိုးဖော်ပြချက်ကွာဟမှုဟာပြီးခဲ့တဲ့ဗန္ဒာနှစ်၈နှစ်အတွင်း American Dollar 63ဘီလီယံကျော်အထိရှိခဲ့ပါတယ်။ဒါကနှစ်အလိုက်ပို့ကုန်သွင်းကုန်ကွာဟချက်ကိုဆိုလိုတာမဟုတ်ပါဘူး။တနိုင်ငံချင်းစီကထုတ်ပြန်တဲ့ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးတွေကိုနှိုင်းယှဉ်ကြည့်ရတာကနေပေါ်ထွက်လာတဲ့ကိန်းဂဏန်းဖြစ်ပါတယ်။ ဥပမာအားဖြင့်2024-2025ဘဏ္ဍာနှစ်ပထမ6လကြာအထိတရုတ်နိုင်ငံဘက်ကထုတ်ပြန်တဲ့မြန်မာနဲ့ကုန်သွယ်မှုတန်ဖိုးဟာ American Dollar 17.8ဘီလီယံကျော်ရှိခဲ့ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံဘက်ကထုတ်ပြန်ရမှာတော့တရုတ်နိုင်ငံနဲ့ကုန်သွယ်မှုဟာ American Dollar 5.6ဘီလီယံကျော်ပဲရှိပါတယ်။ဒီနေရာမှာရင်နှစ်နိုင်ငံကြားထုတ်ပြန်မှုရဲ့တန်ဖိုးကွာဟချက်က American Dollar 6ဘီလီယံကျော်ဖြစ်ခဲ့ပါတယ်။ဒီလိုမျိုးတစ်နှစ်ချင်းလိုက်ကွာဟချက်တွေကို ဘန်နာနေရှင်းနစ်စာပေါင်းလိုက်တဲ့အခါကွာဟာချက်တန်ဖိုးအမေရိကန်ဒေါ်လာ63ဘီလီယံကျော်ဖြစ်လာခဲ့တာပါဒေထဲက82ရာခိုင်နှုန်းကျော်ကတော့2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းဖြစ်လာတဲ့ပမာဏပါပဲကွာဟာမှုတန်ဖိုးအမေရိကန်ဒေါ်လာ55ဘီလီယံကျော်ရှိခဲ့ပါတယ်ဒီကွာဟာချက်ကအာနာသိမ့်မှုအလွန်တရုတ်နိုင်ငံကိုမြေရှားတပ်ထုတင်ပို့မှုတွေမြင့်တက်လာတာလက်နက်ကိုင်အဖွဲ့တွေရဲ့နေဆက်ထိန်ချုပ်မှုကျယ်ပြန့်လာတာတရားမဝင်စီးပွားရေးကြီးထွားလာတာ ဒါတွေနဲ့လည်းဆက်ဆက်နေနိုင်ပါ